ခွန်ရံသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဘေရောစရန် channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါနဲ့။ဒီနေ့မှာတော့ခွန်ရံသားသမီးများချိုးတင်ချိန်ဆနိုင်ရန်အတွက်ဆရာမရမင်းစလေးမှာဩကြားထားသော2025ခုနှစ် နိုဝင်ဘာလ18ရက်နေ့အတွက်တရားစာကြံပြုဟောဆောင်ကိုပြည်ပြည်ဆုံးဆုံးဖတ်ကြားပေးထားပါတယ်။အစည်းအဝေးလေးမစခင်မှာတဦးစေတနာတဦးမြတ်တာဆိုသလို subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေ။အစ်တတနိုင်းတရားအောင်လဲမိနာခေါလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်။ တနင်္လာနေ့သားသမီးများတွေတနေ့တာဩဂတ်ဆောင်းရဆာရန်ဆက်ပစ္စည်းဆက်တူရှင်ရာကိစ္စများအတွေ့စိတ်နှောက်ရှက်ဖြစ်ရတဲ့တဲ့အိမ်တွေမှာစိတ်အလုံးမကြမှုတွေများနေမယ်ငွေကန်ကောင်းပါတယ်ဆွေမျိုးမိတ်ဆွေပေါင်းသင်းများရဲ့အကူအညီများရရှိမယ်တွန်းသွင်းတဲ့ပတ်သက်ပြီးစိတ်ညစ်ရမယ်ချစ်သူစီမှမမျှော်လင့်မဲလက်ဆောင်ရရပါတယ်ဒေသုံးပါသောကဏ္ဍများချိုးပေးပြီးကံကောင်းသောအရာမှချက်သွေးအောင်ဖြစ်ပါတယ်ရေရယာမိမိရဲ့ရှိပြားမှတင်မောသီးကတ်လို့ပါတနင်္လာနေ့သားသမီးများလုံးကိုစိတ်နှပြန်ကြ မှာချမ်းသာကြပြီးကုန်းကျိုးချမ်းသာများပုံမရရှိကြပါစေ။တနင်္ဂနွေသားသမီးများတွေတိုက်ဆိုင်မင်္ဂမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။တနင်္လာသားသမီးများတွေတနေ့တာဟော့စတယ်စီးပွားရေးလူမှုရေးကိစ္စများ အစဉ်ပြေအောင်မြင်မယ်။ကြံစီထားသမျှအရာလုံးအောင်မြင်မယ်။ငွေကြေးကန်အလွန်ကောင်းပါလေ။အချိန်မှစမ်းပွင့်နေမယ်။အောင်ကြုံအကျောင်းနဲ့ပတ်သက်ပြီးစိတ်ညစ်ရမယ်။ငါခုနေပါတော်ကရမ်းများချိုးပေးပြီးကံကောင်းသောအကြောင်းမှာအနည်းအောင်နဲ့ကြက်သွေးအောင်ဖြစ်ပါလေ။ရေရရမိမိရှိပြားမှာချက်မစီစမ်းကလိုပါ။ဒဏ္ဍာသာသမီးများလုံးကိုစိတ်နှဖျားကြမှာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေ။ဒဏ္ဍာသာသမီးများတွေတိုက်ဆိုင်မှန်ကမကကိုမန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့ mi awe ibe no အင်္ဂါသံသမီးများတွေတနေ့သာဝတ်စတဲ့အလုံးမမျောလဲမထားတော့အောင်မြင်တိုးတက်မှုများနဲ့ကြုံရမယ်။ငွေကန်ကြေးကန်လည်းအလွန်ကောင်းသောနေ့ဖြစ်ပါတယ်။အဖက်ဖက်မှကန်ခွန်လန်းကောင်းနေပါတယ်။ဘာပဲလို့လို့ရဲရဲသာလို့ပါ။ဘိုင်အောင်ဘိုင်နာဖြစ်တတ်တယ်။အခြေအမှတာယာနေမယ်။နေလေးပါတော့ကနမျိုးချိုးပြီးကန်ကောင်းသောရောင်မှာအဖြူရောင်နဲ့ငွေရောင်ဖြစ်ပါတယ်။ရရရမိမင်းရှိပြားမှကောင်းချင်မောင်းကတ်လို့ပါ။အင်္ဂါသံသမီးများလုံးကိုစိတ်နှပြန်ကြမှာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါ ါစေ။အင်္ဂါသားသမီးများတွေတိုက်ဆိုင်မင်္ဂမကကော်မန့်မှာတစ်ခု ရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးကြနော်။ ဘရူသားသမီးများတွေတနေ့တာဟော့စတန်အလုပ်တွင်တိုးလို့တန်းလန်းဖြစ်နေမယ်။ဆုံးပြရကတ်တော့အချိန်နဲ့အကြတဲ့များနဲ့ကြုံတွေ့ရမယ်။အိမ်တော်အေးမှာချင်းမြင်လွဲစရာတွေနဲ့ကြုံရတဲ့တဲ့လေထူးလေအောင်ဖြစ်တတ်ပါလေ။အချိန်အေးမှာစကားများညှင်းခုန်နေရတဲ့တဲ့လေချောင်ပါသောကရမ်းများချိုးပြီးကံကောင်းသောအရာမှာရှေးဝါရောင်ဖြစ်ပါလေ။ရရရမိမိရင်ရှိပြမှာကော်ပြန့်ချော်ကတ်လို့ပဲ။ဘရူသားသမီးများလုံးကိုစိတ်နှပြကြမှာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေ။ဘရူသားသမီးများတွေတိုက်ဆိုင်မှန်ကမှာက comment မှာတခုရေးပေးရပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော် ကျန်းသာရေးသားသမီးများတွေတနေ့တာဟော့စတယ်ရဝေးပြပရှိဆွေမျိုးမိတ်ဆွေများစီမဝန်သားရန်တရင်ကောင်းကြရမယ်အဖို့ရန်ပစ္စည်းများဝယ်မယ်ဝေကံအလွန်ကောင်းသောနေ့ဖြစ်ပါတယ်လက်တစ်ဖက်ကြိုက်တာနာရာမျိုးဖြစ်တတ်တယ်တချောပါသောကနများချိုးပြီးကံကောင်းသောရောင်မှာအနေရောင်ဖြစ်ပါတယ်ရရရမိမရှိပြားမှာအုံးသီး60စိတ်ကတ်လို့ပါကျန်းသာရေးသားသမီးများလုံးကိုစိတ်နှပြန်ကြံ့မှန်ချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေကျန်းသာရေးသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေး ေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မြှောက်ဝေပေးခဲ့နော် တောက်သားသားသမီးများတွေတနေ့တာဝေါ်စတန်အစစရရာအစဉ်ပြေနေမဲ့နေ့ဖြစ်ပါတယ်ရည်ဝဲထားသမျှရဲရဲသာလို့ပါဆွေမျိုးမိတ်ဆွေများကြောင့်စိတ်တော့ကရော့ရတဲ့အပူလောင်တတ်တယ်အချီရင်နဲ့အိမ်တော်ကြီးမှာတာယာနေမယ်ဒုံခွန်းပါတော်ကနမအချိုးပေးပြီးကံကောင်းသောရောင်မှာအစိမ်းရောင်နဲ့အစိမ်းရင်ရောင်ဖြစ်ပါတယ်ရဲရဲရမိမင်းရှိပြားမှာမုန်းစီကြောကတ်လို့ပါတောက်သားသားသမီးများလုံးကိုစိတ်နှပြကြမှာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေတောက်သားသားသမီးများတွေတိုက်ဆိုင်မှန်ကန်ပါကကွန်မန့် ားတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော် စနေသားသမီးများတွေတနေ့တာဟောစတဲ့ကံလွန်ကောင်းသောနေ့ဖြစ်ပါတယ်။ကျန်းစီထားသမျှရဲရဲသာလို့ပါစတုကိစ္စစာချုပ်ကိစ္စများကိုတော့အထူးတရေထားပါလက်တပယ်ကြိုက်တာနာမျိုးဖြစ်တတ်တယ်။မွေးကံကောင်းပါတယ်။ခြေသူစင်းမှမမျောလင်းမဲ့လက်ဆောင်ရတတ်တယ်။သုံးငါးပါသောကဏ္ဍများချိုးပေးပြီးကံကောင်းသောရောင်မှအနည်းငယ်ရောင်နဲ့ကြက်သွေးရောင်ဖြစ်ပါတယ်။ရရရမိမိရှိပြမှာဈေးဖြော်ရီကတ်လို့ပါစနေသားသမီးများလုံးကိုစိတ်နှပြန်ကြမှာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမူရရှိကြပါစေ။စနေသားသ မီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။ကျေးဇူးတင်ပါတယ်။ဘေရင်ဟောစတန် channel မှာနာမည်ကြီးဘေရင်ဆရာများရဲ့နေစဉ်ဟောစတန်များအပတ်စဉ်ဟောစတန်များလာစဉ်ဟောစတန်များနဲ့နေ့စဉ်ဟောစတန်များပါပုံမှန်တင်ဆက်ပေးနေလို့ဘေရင်ဟောစတန် channel လေးကိုလက်အင် subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေ။အစ်တတနိုင်းသိရအောင်လေ။ဒီနောက်အကောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်။